ကျွန်တော်နာမည်ကတော့ကုစုံမောင်ဖြစ်ပါတယ်။ ARD တိုင်းဒေသကြီးတနုပမြို့နယ်ရပါ။ကျွန်တော်ဖြစ်တာကတော့ဒီ2021ဒီဇင်ဘာ9ရက်နေ့မှာမော်တော်ဆိုင်ကအက်ဆီဒန့်ဖြစ်ပြီးတော့ကျွန်တော်ခြေသလုံးကျိုးသွားတယ်ပေါ့။ခြေသလုံးကျိုးသွားတာကနေပြီးတော့ကျွန်တော်တို့ ਨੇ နီးစက်တဲ့ဟင်္သလာဆေးရုံမှာကျွန်တော်အရေးပေါ်သွားပြီးတော့ခွဲစိတ်မှုပြုလုပ်တယ်။ကျွန်တော်စတိပြားတွေထည့်တယ်၊မူတီတွေစုပ်တယ်။အဲ့ရနေကိုရင်းနဲ့တလားတစ်ချိန်တလားတစ်ချိန်ပြရင်ပြရင်နဲ့6လပြည့်တဲ့အချိန်မှာ မူလီတွေညော့တယ်ဆိုပြီးတော့ငါကအကြောင်းထင်နေတဲ့နေရာတွေကထက်ပဲ့သွားတယ်ထက်ပဲ့သွားတော့ပထမတစ်ကြိမ်ခွဲပြီး6လပြည့်တဲ့အချိန်မှာဒုတိယတစ်ကြိမ်ထက်ခွဲရတယ်ထက်ခွဲ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 နဲ့ကျွန်တော်ခွဲတဲ့အခါမှာကျွန်တော်ကျတော့ကလေးလက်တစ်ခါခွဲရင်လေးလလောက်ကြောက်ပြားကြီးကပ်ပြီးအဲ့လိုဝီချဲနဲ့နေရတဲ့အခါကျတော့ဒီတစ်နှစ်ပြည့်လို့ပြန်လဲပြလဲပြလိုက်ကောကျိုးတဲ့နေရာတွေကတော့ဆက်သွားပြီးတော့ဒူးစစ်ကြီးဟာတအားဟဝါနဲ့မလိုအပ်ဘဲနဲ့တအားဟဝါပြီးတော့ ဆရာဝန်တွေပြောပြတာတော့တကယ်အယွတ်တွေမရှိတော့ဘူးလို့ပြောတယ်အဲ့တော့ကျွန်တော်ခြေသလုံးရရန်တယ်မတည့်ရက်ပြီးခါလိုက်ရင်ခြေသလုံးရရန်တယ်အဲ့ဒါနဲ့ကျွန်တော်ရန်ကုန်ရိုးကျော်ဆေးရုံလာတယ်တခြားစီကန်းတွေကျွန်တော်ပြတယ်ပြတဲ့အခါကျတော့ထူးခြားမှုဘာမှမရှိဘူးပေါ့နော်ထူးခြားမှုဘာမှမရှိတဲ့အခါကျကျွန်တော်လည်းဒုက္ခိတဘဝနဲ့လမ်းမလျှောက်နိုင်မဲနဲ့၃နှစ်အိမ်ထဲမှာပဲနေရတယ်နေပြီးတော့ဒီအတိမိတ်ဆွေတယောက်ကနေပြီးတော့ဒူးစစ်အစားထိုးလို့ရတယ်ဆိုတာနဲ့ ကျွန်တော်ရန်ကုန်ဆေးရုံတွေပြန်စုံစမ်းတယ်။နောက်ထိုင်းရဆေးရုံတွေမှာဆေးကုဖို့အတွက်ဒီကျမကြီးဝန်ဆောင်မှုလုပ်တဲ့အေဂျင့်တွေနဲ့ကျွန်တော်ဆက်သွယ်တယ်။ဒီကြားထဲမှာကျွန်တော်ဒီအပိုလိုနဲ့လည်းချိန်တယ်။ချိန်ရင်ချိန်ရင်လည်းမမျှော်လင့်မင်းနဲ့ပြီးခဲ့တဲ့နှစ်၈လပိုင်း၁၁ရက်နေ့မှာဒီဒေါက်တာဟာဗစ်တန်တန်တို့အဖွဲ့ကဒီမြန်မာနိုင်ငံကိုပညာပေးဖို့ပြောပွဲလာတော့ကျွန်တော် လာပြတယ်ပေါ့။လာပြရင်လည်းသူပြောလိုက်တဲ့စကားတခွန်းကကျွန်တော်ကိုသူ့စီမှာဆေးကုဖို့အတွက်ခွန်အားဖြစ်စေတာပေါ့။ တော့ကျွန်တော်ရဲ့ဓမ္မံကိုကြည့်လိုက်ထဲကသူကမဖြစ်မနေဒုစရအစားလဲရမယ်သို့တော့တဆင့်နဲ့နဲ့မရအောင်နှစ်ဆင့်လောက်အောင်ပဲပေါ့ဘာလို့ဆိုကျွန်တော်ဒုစရကဟိုတာမန်ဒုစရလဲတဲ့လူတွေဆိုလို့ရှိရင်တော့နားလို့ကျင်လို့လဲတာကျွန်တော်ဒုစရကြီးကတားဟနေတဲ့ခါကျတော့ဟိုလာတဲ့ implant ဟို implant နေနေရဒါတွေတွဲထည့်လို့မရဘူးအဲ့တော့ဂျားကန်တစ်ခုထက်ထည့်ရမယ်ဆိုတဲ့ခါကျတော့ဆရာကြီးရဲ့ပြောစကားအပေါ်မှာသူ့ရဲ့တဘာကိုကျွန်တော်သဘောကျတော့ပေါ့မြင်လိုက်တာနဲ့ဘယ်လိုလုံးမရမယ်ဆိုတာကိုသူကတာမန်ဆင့်နဲ့မရဘူး ထက်လောင်းလောက်ရမယ်ဆိုတဲ့ဟာကိုသူ့ရဲ့တဘာဖော်ပြတာပေါ့ဖော်ပြတာနဲ့ကျွန်တော်ဆရာကြီးကိုအားကိုးတယ်ယုံတယ်အဲ့ဒါနဲ့ကိုစိုင်းလုံးနဲ့ချိန်ပြီးတော့ကျွန်တော်အပိုလိုဆေးရုံကိုမကြောက်ဒီမှာ7ရက်နဲ့တွေ့တယ်21ရက်နေ့7လပဲ21ရက်နေ့မှာကျွန်တော်အပိုလိုဆေးရုံကိုကျွန်တော်သွားတယ်သွားပြီးတော့ဟိုလိုအပ်တဲ့စစ်ဆေးမှုတွေအကုန်လုပ်တယ်26ရက်နေ့မှာဆေးရုံတက်တယ်29ရက်နေ့မနေ့6နာရီမှာကျွန်တော်ခွဲတယ်ပေါ့ခွဲပြီးတော့ ဒီ6လပိုင်းတရရ8လပိုင်း6လပိုင်းတရနေ့မှာကျွန်တော်ဆေးရုံကနေပြန်ဆင်းရတယ်ဒါပေမဲ့ချိုးတွေကတော့မဖြေရသေးဘူးကျွန်တော်ကသူကစပြောတဲ့ခါတော့၄ချောင်းတောင်းနဲ့တလလန်းလျှောက်ရမယ်ဒီဒုတ်ကောက်နဲ့တလလန်းလျှောက်ရမယ်လို့ပြောတယ်ဒါပေမဲ့သူချိုးရုံမဖြေရသေးဘူးကျွန်တော်ဆေးရုံတက်ပြီးဆင်းရကြမှာကျွန်တော်လေကားတွေကျွန်တော်တက်လို့ရသွားတယ်ဒီတဲ့အလွတ်ကိုအတွဲမရှိဒုတ်တောက်မလို့ပဲနဲ့ကျွန်တော်လမ်းလျှောက်လို့ရသွားတယ်ပေါ့ ဒါသူပြောတာနဲ့ဆိုလို့ရှိရင်ကျွန်တော်ကအနာကျက်တာတွေမြန်တယ်ဟိုလမ်းလျှောက်ကတာတွေအရင်မြန်တယ်ပေါ့ကျွန်တော်လည်းပျော်တယ်ပေါ့နော်သွားအကျိုးနဲ့တယ်လို့ခံစားရတယ်ပေါ့ပြဿနာကုံအကျိုးနဲ့တယ်သွားအကျိုးနဲ့တယ်လို့ခံစားရတာပေါ့ဒါကြောင့်မို့လို့ဒါဟိုကုံရတယ်လို့လည်းသဘောမထားတော့ဘူးပေါ့အရင်ပျော်တယ်ပေါ့အဲ့ဒါနဲ့ကျွန်တော်ခွဲပြီး17ရက်မြောက်တဲ့နေ့မှာကျွန်တော်ပြန်လာတယ်ပေါ့စုစုပေါင်းအသွားပြန်မှာကျွန်တော်21ရက်ပဲကြာတယ်ကျွန်တော်ပြန်လာတဲ့ချိန်မှာကျွန်တော်ခြေထောက်နဲ့ကျွန်တော်လမ်းလျှောက်ပြီးတော့ကျွန်တော်ပြန်လာနိုင်တယ်ပေါ့ အဲ့ရပြန်လာပြီးတဲ့ကကျွန်တော်ဘာဒုက္ခမှလည်းမယူဘူးဘာဝိချဲမှလည်းမလိုတော့ဘဲနဲ့ဒီနေ့ဒီချိန်ဒီကျွန်တော်ပုံမှန်သွားလာနေတာပေါ့ဟိုတွေ့တာတော့နောက်ကျတယ်လို့ခံစားတာပေါ့ဒီ၃နှစ်တာကာလတော့နေမှာဒုက္ခိတအင်းနဲ့ဖြစ်နေတယ်စိတ်ပန်းလူပန်းပေါ့ကိုကိုကိုဒုက္ခိတအင်းလို့ခံစားရတယ်လူတော်မတော်ဘူးလို့ခံစားရတယ်ပေါ့အဲ့တော့သွားလိုက်လို့စပြီးလမ်းလျှောက်တဲ့နေရာအပျော်ဆုံးနေပဲအိန္ဒိယဟိုတယ်မှာပရမဟုဆိုလမ်းလျှောက်တာခွဲပြီး၁၀ရက်ကြာမှလမ်းလျှောက်လိုက်တာတရားအပျော်ဆုံးနေပဲ။ လုံးဝဒုက္မလို့ဘူးဒီတိုင်းအလွတ်လန်းလျှောက်တာလေကားတွေတက်နိုင်တယ်လူတွဲရမလို့ဘူးဒုက္ခမလို့ပဲနဲ့လန်းလျှောက်နိုင်တာဒါအိုင်းနေရတော့အပျော်ဆုံးနေပဲကျမိုင်နဲ့ပတ်သက်လာရင်ပေါ့ဒီရန်ကုန်ဆင်းကန်းလာပြတော့ဆရာဝန်တယောက်ကကုမရနိုင်ဘူးပေါ့ဒုစရိုက်ကြီးတားဟနေတယ်မတည့်ရက်လိုက်လို့ရှိရင်ခြေတော့ကခါနေဟိုဘက်တွေပဲရမ်းတယ်ခြေစလုံးရမ်းရမ်းနေတာအဲ့တော့သူကဆရာဝန်တယောက်ကပြောပြတာတော့သူ့စီကိုလည်းနောက်ထပ်မလာတော့နဲ့တဲ့ဘယ်ဆင်းကန်းမှလည်းမသွားနဲ့ပတ်စံကုန်တယ်ကိုကကိုအိမ်မှာပဲနာနာနေနေနေဆိုတဲ့ခါမှာလူကဘဝက ဘဝတည်သလိုခံစားလိုက်ရတာပေါ့လူတော့မတိုးတော့ဘဝတည်ပြီးတသက်လုံးဒုက္ခတိုင်းနဲ့ပြီးပြီးလို့ခံစားလိုက်ရတာပေါ့အဲ့ဒီအချိန်တုန်းကတော့သူကသူပြောတာလေအကြောင်းအရာတစ်ခုရှိတယ်မဟုတ်ကိုယ့်ရဲ့စီးပွားရေးအခြေအနေလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေနဲ့သူတက်ဆပြီးပြောတာလေဖြစ်ကောင်းဖြစ်နိုင်မှာပေါ့ကျွန်တော်သွားမှုချိန်တာတော့အိန္ဒိယဟိုတို့ထိုင်းကိုသွားဖို့ချိန်တာထိုင်းမှာဆေးရုံသွေးရုံနဲ့တောက်လျှောက်ချိန်နေတာချိန်နေရတယ်မပြောလဲမဲနဲ့ဆရာကြီးနဲ့တွေ့ရတော့ပြန်ပြောရရင်အဲ့လိုဆရာကြီးရဲ့အဲ့စကားတခွန်းနဲ့တင်မဲ့သူ့ရဲ့တဘာကိုသဘောကျပြီးတော့ သွားပြစ်လိုက်တာပေါ့သူတို့ကတော့ line ဘဝလောက်တာမဟုတ်ဘူးပေါ့ဟို line ဘဝနေပြီးတော့ကျွန်တော်တို့ကတယောက်နဲ့တော့ဆက်သွယ်တယ်ဆိုရင်အခုလိုမြေပြင်မှာဟိုမျက်မြင်ပေါ့နော်ဒီဆရာဝန်တွေနိုင်ငံခြားဆရာဝန်တွေနဲ့ထိတိုက်တွေ့တယ်သူတို့ရဲ့လုပ်ခဲ့တဲ့လုပ်ငန်းဆောင်တာတွေမှာဒီမှာကျွန်တော် project တိုင်းနဲ့ထိုးပြတယ်အကုန်လုံးပေါ့နော်သူတို့ကကိုတူးတည်းမဟုတ်ဘူးရှေ့မှာလုပ်ခဲ့တဲ့လူတွေနဲ့လည်းဆက်သွယ်ရတယ်ဒီလိုမလာခင်မှာဘယ်လိုလုပ်လဲဆိုတော့ရှေ့ကခွဲခဲ့တဲ့လူတွေနဲ့လည်းဆက်သွယ်ရတယ်မြန်မာနိုင်ငံထဲမှာဒူးခွဲထားတဲ့လူတွေကိုလည်းလိုက်ကြည့်တယ် လိုက်ကြည့်တော့တိတ်စိတ်တိုင်းမကြဘူးပေါ့ဟိုကိုယ်နိုင်ငံကိုနှိမ့်ချတာတော့မဟုတ်ဘူးပေါ့နော်လက်ရှိခွဲထားပြီးသားလူတွေကိုတော့တိတ်စိတ်တိုင်းမကြဘူးပေါ့အဲ့ဒါနဲ့အဲ့ကိုရွေးချယ်ပြစ်တာပေါ့ဆိုင်ကယ်ဆောက်ခွဲတဲ့လမ်းကြောင်းတရောက်ကနေဆောက်ခွဲတာပေါ့နှစ်ကြိမ်ပေါ့ဒါလောက်ကလေးပဲခွဲတာပေါ့ဒါလောက်ကလေးပဲခွဲပြီးတော့ကျွန်တော်ဒီမှာစတီးပြားတွေကပ်ပြီးမူဒီတွေစုပ်ထားတော့အိန္ဒိယရောက်တဲ့ခါကျတော့ဒီကောင်းတွေဖယ်ထုတ်ခဲ့တဲ့ခါကျတော့သူကဒီအောက်ရောက်အောက်ထိခွဲချတာပေါ့မူဒီတွေဖယ်ရတာပေါ့မူဒီတွေဖယ်ဒီ implant အငုတ်ကလည်းဒီမှာဒီမှာလာဆုံးတာပေါ့ မတို့ကစမ်းမိနေတော့ implant ငုတ်ကြတယ်ဒီမှာလာစမ်းမိနေတယ်တိလာအဲ့လိုလက်မလောက်အထိဆင်းထီတော့မဟုတ်ဘူးပေါ့သူကဒူးစိနဲ့ဒူးစိချားမှာသူကအရွတ်ရှိတာကိုအဲ့ဒီရွတ်ကစုတ်သွားရင်အဲပုံမှန်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဓာတ်မှန်နေထဲမှာဆိုရင်တော့ဟို10စင်တီမီတာစင်တီမီတာဝက်လောက်တော့သူကဟတာပေါ့ဒါပေမဲ့ကျွန်တော်က10စင်တီမီတာကျော်ကျော်လောက်ဟောက်သွားတာမတက်ရက်လိုက်ရင်ဒီလိုခါလိုက်လို့ရှိရင်အဒူးကခြေစလုံးကြီးအလိုလိုနေရမ်းနေတာ ဲ့တော့မတက်ရက်လိုက်ချင်းဖိုးဘက်ကိုခွင်ခွင်မယ်မခွင်ဒီဘက်ကိုခွင်မယ်ဘိုက်လိုခွင်နေတာမတက်ရက်လိုက်အဲ့အိန္ဒိယနဲ့ဆိုင်ငယ်မောက်တဲ့နေရာနဲ့အိန္ဒိယသွားတဲ့အချိန်ကနှစ်နှစ်နဲ့ရှစ်လလောက်ကြာတယ်အတော့ကုရာကပြန်လာတော့ခု၁၇လရှိပြီအော်ဂျေဇူးတင်စကားပြောရမယ်ဆိုတော့ကျွန်တော်တို့တော့တပည့်လေအကုန်လုံးဂျေဇူးတင်တာပေါ့ပရမဟုဆိုဂျေဇူးတင်ရမှာတော့ဝီကဲပေါ့သူ ချိတ်ဆက်ပြီးလို့ကျွန်တော်တို့ကဆက်မိတာ哦သူချိတ်ဆက်ပြီးလို့ကျွန်တော်တို့ကဆက်မိတာဖြစ်တဲ့အတွက်ပရမဟုဆိုတော့ဝီကဲ ကိုဆိုင်တဲ့တော့ကဝီကဲဖွဲ့သားတွေအကုန်လုံးကျေးဇူးတင်တယ်ပေါ့ဒုတိယကျေးဇူးတင်ရမှာတော့ကျွန်တော်တို့အိန္ဒိယဆိုပေါ့အပိုလိုဆေးရုံကဒီကျမကြီးဝန်ထမ်းအဖွဲ့တွေပေါ့ကျွန်တော်ဒီအပိုလိုမရောက်ခင်မှာ ရှေ့မှာဆေးရုံနှစ်ခါတက်ခဲ့ရတာပေါ့ဆေးရုံနှစ်ခါတက်ခဲ့တာနဲ့သူနဲ့သိမကွာဘူးလေဒီမှာတက်ခဲ့တာ6လတဲ့ချိန်6လတဲ့ချိန်တက်ခဲ့ရတယ်ပြီးတော့တနည်းကျော်ကြာတဲ့ခါမှာသူဒီမှာသွက်တက်ခဲ့တဲ့ခါကျတော့ဒီ ဟိုဆရာဝန်တွေရဲ့လှုပ်ဆောင်မှုတွေဝန်ဆောင်မှုတွေအများကြီးกว่าတော့အများကြီးกว่าတော့အဲအပိုလိုကဆရာဝန်တွေကိုလည်းကျေးဇူးတင်တယ်နောက်တစ်ခုကဒီကျွန်တော်တို့သွားတဲ့အခါမှာရေးချမ်းမြေချောင်းသွားတဲ့အခါကျတော့ဘာသာစကားအခက်အခဲတွေရှိတယ်အဲလူနေမှုအခက်အခဲတွေရှိတယ်အဲဒီအခက်အခဲတွေအကုန်လုံးကိုပြေလည်အောင်ဖြေရှင်းပေးတဲ့ဟိုကစကပြန်အဖွဲ့တွေကိုလည်းကျွန်တော်တို့အကုန်လုံးကိုကျေးဇူးတင်တယ်ပေါ့ဒီနေရာနဲ့အဲ့လိုပြောကြင်ပါတယ်